ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုတော့ဥရောပ Champion League တို့ FIFA ကမ္ဘာဖလားပြိုင်ပွဲတို့ FIFA ရဲ့တကြီးပြိုင်ပွဲတွေကိုချိမ့်ချောက်နေတဲ့ ယူရိုပီယံစူပါလိဆိုတဲ့ပြိုင်ပွဲပေါ့လေဒါကတော့အားလုံးလွန်ခဲ့တဲ့၄နှစ်လောက်ကမှတ်မရ၄နှစ်၅နှစ်လောက်ကထင်တယ်အဲ့တုန်းကယူရိုပီယံစူပါလိကပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်း၆သင်းကိုစီယုံခဲ့ပြီးတော့ဥရောပကထိပ်တန်းကလပ်တွေအားလုံးနဲ့15သင်းလောက်ကိုစူပါလိပုံစံထောင်းနေအဲ့မှာယူရိုပီယံစူပါလိကိုမဝင်တာဆိုလို့ဘိုင်မြူနစ်တို့ပါရီစ်စင်ဂျာမင်တို့လောက်ပဲရှိခဲ့တာအကုန်ဝင်တယ်အဲ့ကနေမှဆင်း အင်္ဂလိပ်မှာရှိတဲ့ပိဋကတ်တွေအားလုံးကမင်းတို့က greedy ဖြစ်လို့နဲ့ဘာညာနဲ့မင်းတို့လိပြိုင်ပွဲကိုမင်းတို့တတ်ဖြစ်တယ်ဘာညာနဲ့အားလုံးပြောလိုက်တော့မှနောက်ဆုံးအဲ European Super League ကိုအင်္ဂလိပ်ကလပ်တွေတသိန်းပြတသိန်းနှုတ်ထွက်သွားရင်အခုဆိုရင်နှစ်သိန်းပဲဂျန်တော့တယ်အခု European Super League ကို အဓိကပြိုင်ဖို့ပြင်ပဖို့စီစဉ်တာကရင်းမတွေ့ရဲ့ဥက္ကရာဖလော်ရန်တိုပီရက်စ်နဲ့ဘာဆိုနာရဲ့ယူန်လာပိုတာတို့ဖြစ်တဲ့ဆိုအခုလောဆယ်မှာယူရိုပီယန်ဆူပါလိဂ်ကိုချန်ပီယံလိဂ်ကကိုယ်သွေးဆုပ်ပြီးတော့ဒါရတဲ့အကျိုးမြတ်တွေဈေးအရန်ကြီးတာတွေအားလုံးကိုတို့ကပြောင်းလဲဖြစ်တဲ့ပုံစံ မော်ဒန်တစ်ခုနဲ့ပရိုပိုဆယ်တစ်ခုချပေးလာတယ်ယူရိုပီယန်ဆူပါလိဂ်ကျင်းပလို့မရဘူးလို့တရားရုံးကသတ်မှတ်လို့မရဘူး ယောဘဘလုံးဖွဲ့ချုပ်ကအိုက်ကိစကိုတားမြစ်တဲ့အခါမှာရပ်ပဆိုင်ရအာဂလာခုံယူတီသွားပြီးတော့သူတို့စူပါလိကသွားပြီးတော့ယူကန်ဝင်တဲ့အခါမှာသူတို့ယူကန်နိုင်ပြီးတော့ဥရောပပြိုင်ပွဲနောက်တစ်ခုကျင်းပတာကဘာမှပြဿနာမရှိဘူးဒါဟာလီဂယ်ဖြစ်တယ်ဒါပေမဲ့အဲ့ပြိုင်ပွဲကိုသူတို့ကသူစီးအောင်နိုင်ဖို့လိုတယ်ဆိုတော့အဲ့ဒါကိုတရားရုံးကခွင့်ပြုထားပြီးသားဖြစ်တယ်ဒါပေမဲ့အခု European Super League မှာ Power House အသင်းတွေမရှိတော့ဘူးအစအကြံတာက ဂျူဗန်တက်စ်အသင်းကြံနေဟိုတနေ့ကထွက်သွားတယ်အဲ့ထွက်မှာအခုဘာစလိုနာအသင်းကလည်းယူရိုပီယံစူပါလီဂကနေတရားဝင်ထွက်သွားပြီးတော့အခုယူရိုပီယံကော်မတီအောက်ကချန်ပီယံလိနဲ့ပတ်သက်တဲ့ယူရိုပီယံပြိုင်ပွဲတိုးတက်ဖို့အတွက်ဆိုပြီးတော့လာပေါ်တာကဖိတ်ကျင်ခံရလို့သူကအဲ့ကိုသွားမယ်ဆိုတော့အဲ့ယူရိုပီယံစူပါလီကိုဥဆောင်တာတသိမ့်မဲ့ကျန်တော့တယ်ရမ်မတွင်းနဲ့ဖလော်နီတိုပီရက်စ်အဲ့တသိမ့်မဲ့ကျန်ပြီးတော့ကျန်တာတွေအကုန်ထွက်သွားပြီဆိုတော့အခုဒေါ်လော့ဆယ်မှာ ယူရိုပီယံစူပါလီဂ၈လလောက်တည်တည်ဥရောပဘောလုံးဖွဲ့ချုပ်ယူရီဖာနဲ့တောက်လျှောက်ဆွေးနွေးနေတာစကားပြောနေတယ်သူတို့ကတော့အဓိကရှင်းရှင်းလေးပြစူပါလီဂကိုချန်ပီယံလိနဲ့လက်တွဲပြီးတော့သူတို့ပုံစံတစ်ခုလုပ်မယ်ချန်ပီယံလိလည်းအကျိုးမြတ်ရသူတို့လည်းအကျိုးမြတ်ရနောက်တစ်ခုကပွဲကြည့်မဲ့ပြည်သူတွေပြည်သက်တီအားလုံးကိုတော်တော်ကြီးအကျိုးမြတ်ခံစားခွင့်ရှိမဲ့ရုပ်တံကို free ပြမယ်ဆိုတဲ့အချက်တည်းနဲ့သူတို့ကဆွဲဆောင်တာဆိုတော့ရုပ်တံကိုသူတို့ free ပြတဲ့အခါမှာ all gate က broker site နေအားလုံးကို streaming platform တွေကနေ free ပြမယ်အဲ့ free မှာကြော်ညာတွေအကုန်ဝင်မယ်ကြည့်နေနေအန်ဒွိုင်းဖြစ်တာပဲကြော်ညာကြော်ညာဒါပေမဲ့ မဟုတ်ဘူးငါဘောလုံးပွဲကိုလွတ်လွတ်ကျွတ်ကျွတ်ကြည့်ကျင်နေဘာမှအာရုံနောက်ဆက်မရှိဘူးဆိုရင် ပေးပါ view နဲ့ကြည့်ပြီးတော့ရတယ်အဲ့ဒါဆိုရင် string up အကြောညာတွေကို subscription လုပ်ပြီးတော့ကြည့်မယ်ဆိုရင်အကြောညာတွေမပါဘဲနဲ့ကြည့်လို့ရမယ်ဆိုတော့တို့ကအဲ့လို platform တစ်ခုကိုတည်ထောင်ပြီးတော့ European Super League ဆိုတော့ကျွန်တော် Champion League ကြည့်ကျင်နေသူတွေအားလုံးကပတ်စံပေးနေရတဲ့အခါမှာတို့က free ပြဆိုတော့အခု European Super League က Florentino Pires ဥဆောင်တာဗောလေအသင်းငယ်တွေအများကြီးတို့ proposal လုပ်ထားတယ် အဲ့ထဲမှာအခုသူတို့ဥရောပဘောလုံးဖွဲ့ချုပ်ရဲ့ Unify ရဲ့ format နဲ့ similar ပုံစံ European ကဘယ်လိုဖြစ်လဲဆိုတော့ final offer လုပ်တယ် Super League ကဥရောပဘောလုံးဖွဲ့ချုပ်ကို Champion League format နဲ့ပဲ၈လတိတိသူတို့စကားပြောခဲ့ပြီး Unify ရဲ့ Barcelona ရဲ့ Real Madrid ရဲ့အခုတော့ Barcelona ကအဲ့ plan တွေကနှုတ်ထွက်သွားပြီးတော့တရားဝင် Super League ကိုဆုံးခွာတဲ့အချိန်မှာ Real Madrid နဲ့ဥရောပဘောလုံးဖွဲ့ချုပ်စကားပြောတယ်ဒီနေရာမှာပြိုင်ပွဲဝင်ကသူတို့ရဲ့ final proposal က2029မှာကျွန်တော်ပြိုင်ပွဲစမယ် 36သင်းနဲ့ပဲ group နှစ်ခုသူတို့ခွဲခြားလိုက်မယ်ဟိုဘက်9သင်းဒီဘက်9သင်းနဲ့18သင်းတက်လာမယ်အဲ့18သင်းကိုအချင်းချင်းပြန်ကန်ပြီးတော့ highest level အဲ့18သင်းကိုအရှစ်ပွဲတီတီချင်းချင်းကန်ပြီးတော့အဲ့18သင်းပဲကန်ပါဆိုတော့ပြောချင်တာကကျွန်တော်36သင်းလို့မသွားဘဲနဲ့18သင်းနှစ်ခုခွဲလိုက်မယ်နှစ်ခုခွဲလိုက်မယ်အဲ့ခွဲတဲ့ကနေအဲ့ထဲမှာသူတို့အဲ့နှစ်ခုကနေတစ်သင်းကို10ပွဲစီ10ပွဲစီကန်မယ် ဆိုတော့18သင်းကိုအီရှာသာချင်းကပ်ပြီးတာနဲ့ right 36နဲ့19ကြာ19နဲ့36ရတဲ့အသင်းတွေကတခြားပြိုင်ပွဲတည်တံတစ်ခုပုံနဲ့သူတို့လှုပ်ပေးလိုက်မယ်သူတို့ကအပေါ်နဲ့မပတ်သက်တော့ဘူးပြီးတော့မှကြံတဲ့အသင်းတွေအားလုံးကို knock out face ပုံစံအခု champion league သွားနေတဲ့ format ပုံစံတိုင်းအဆင့်1နဲ့24ကိုပုံစံတိုင်းပြန်သွားမယ်ဆိုတော့သူတို့သွားတဲ့ပုံစံက champion league format similar ပဲပြီးတော့မှ အဲ့ပွဲတွေအားလုံးကို brokers ကနေ streaming platform တွေကနေ free ပြမှာဖြစ်ပြီးတော့အားလုံးတို့ကကြော်ညာတွေမပါဘဲကြည့်ချင်ပတ်စံပေးကြော်ညာတွေပါပြီးတော့မှကြည့်မယ်ဆိုရင် free ကြည့်ရမယ်ဆိုတဲ့ page တွေကို free choice ပေးထားပြီးတော့ပြိုင်ပွဲနာမည်ကိုလည်း champion league ဆိုတဲ့နာမည်ပဲဆက်တက်ပေးမယ်ဆိုပြီးတော့ဥရောပဘောလုံးဖွဲ့ချုပ်ကို offer ပေးထားတယ်ဒါပေမဲ့ UEFA ကလက်ခံမှာမဟုတ်သူတို့ကလည်း billion ချီရနေတယ်သူတို့ပြိုင်ပွဲကြီးကို ဟိုကောင်တွေကိုခွဲပေးမှာမဟုတ်ဘူးဒါပေမဲ့ European Super League ကဘာပြောလဲဆိုသူတို့ပြိုင်ပွဲကိုဝင်တာနဲ့တန်း300ပေးမယ်တန်း300ပေးမယ်တခြားခံစားခွင့်ရှင်းရှင်းလေးပြကျွန်တော်တို့ဥမာ Saudi Arabia ကအာဂါလောကတွေကိုဝင်လာခါငွေတွေပုံအောပြီးပေးတဲ့ပုံစံမျိုးပုံအောပြီးပေးတဲ့ပုံစံမျိုးသူတို့ကအဲ့လိုဖမ်းတာကျွန်တော်တခုပဲပေါ့လေစဉ်းစားတာပေါ့လေဥရောပအသင်းတွေမပါဘူးဆိုရင်အဓိကတော့ပြ European Super League ကဘာပြောလဲဆိုတော့တနစ်တနစ်ကန်ရတဲ့ပွဲတွေအစမတန်များတဲ့အတွက်ကြောင့်ပိုကောင်းတဲ့ပွဲတွေကိုပဲ တည်တန့်ကြည့်ပေါ်လေဒါပေမဲ့ပြည်သက်တွေကြတော့လေအင်္ဂလန်ပရီးမီးယားလိပဲဖြစ်ဖြစ်လာလီဂါပဲဖြစ်ဟိုး tradition နဲ့အောက်တန်းအသင်းတွေရဲ့ chance ကမရှိတော့ဘူးဗျာသူတို့ဒီလိုပြိုင်ပွဲကြီးလှုပ်လိုက်ဆိုတော့အဲ့ဒါကိုသူတို့ကသဘောမကျဘူးငါတို့အေးနေတဲ့ရာသီဥတုအောက်မှာ Stone City မှာသွားကြည့်တာတို့လူတန်တောင်းမှာသွားကြည့်တာတို့ဘောတန်မှာသွားကြည့်တာတို့လူဝက်စ်လန်ဒါမှာသွားကြည့်တာတို့ဟိုးမြောက်ပိုင်းမန်ချက်စတာတက်တာတို့ newcastle အဲ့လိုမျိုးသူတို့ဟာ traditional ကိုကြိုက်ကြတာပြည်သက်တွေဟာ ဒါပေမဲ့အဲ့ဒါတွေမပါတော့ဘဲနဲ့စူပါစတာအသင်းတွေစူပါအသင်းတွေပဲသူကံမဲ့သဘောဆိုတော့အဲ့ဒါကဦးယူရိုပီယံစူပါလီးဂါယူရီဖာနဲ့ရှစ်လာတီတီစကားပြောပြီးတဲ့အချိန်မှာသူတို့ရဲ့ final offer proposal လုပ်ထားတယ်အဲ့ဒါကတကယ်လို့စပြစ်မယ်ဆိုရင်2029မှာစမယ်အဲ့ဒါအပြင်ကို FIFA ကနေအခုဘာလုပ်လဲဆိုတော့2029သူတို့ရဲ့ club world cup ပြိုင်ပွဲပိုစိတ်ဝင်စားအောင်ဆိုပြီးတော့သူတို့ကလည်းထပ်ပြီးတော့ ဟိုတို့ကတော့ပြိုင်ပွဲတော့မတိုးတော့ဒါပေမဲ့ပိုစိတ်ဝင်စားဘာလုပ်လိုက်လဲဆိုတော့တို့ကအဲ့ပြိုင်ပွဲမှာထိတ်တန်းကလပ်တွေကို3သင်း3သင်းအပုံမှားအဖြစ်ကကျွန်တော်ကလပ်ဝေါ်ကပ်မှာ2သင်းပဲပါဝင်ရှိတာအဲ့2သင်းပဲပါဝင်ရှိတာကနေ3သင်းထိတိုးမြင့်ပြီးတော့ဥရောပထိတ်တန်းလီကအသင်းတွေကို3သင်းပေးမယ်ဆိုတဲ့သဘောပဲဗျာအဲ့ဆိုပြိုင်ပွဲပိုစိတ်ဝင်စားအောင်လို့တို့ကလည်းစူပါလီမဟုတ်ရင်တော့မှစူပါလီလိုပုံစံစိတ်ဝင်စားတဲ့ပုံစံမျိုးတို့လုပ်နေတယ်အဲ့ဒါလည်းတပိုင်းဒါပေမဲ့အခု European Super League ကတော့ရှင်းတယ်တို့ရှိကိုဝင်ပြိုင်တဲ့သူတိုင်းပတ်စံအများကြီးရတယ် ဆဆချင်းဝင်ရောက်ရှင်ပြိုင်တာနဲ့တန်150နဲ့တန်300ကြာသူတို့ signing fee ရမယ်ပြီးရင်တခြားခန်းစား권နဲ့ခန်းစား권နဲ့ပတ်စံအများကြီးရမယ်အခုလက်ရှိရနေတဲ့ Champion League Champion ဖြစ်ရင်တန်150နဲ့180ကျော်ရတာက European Super League မှာ Champion ဖြစ်ရင်တန်300အတားလေးရမှာအခုနပြောတဲ့ဝင်ကြီးမပါသေးဘူး entry fee မပါဘူးဆိုတော့သူတို့ပတ်စံအရန်ရမှာ ဆိုတော့ဒါပေမဲ့သူတို့ကသူတို့ system ကြီးကကြတော့ဘယ်ဥရောပကလပ်အသင်းလေးတွေမှာ chance မရှိတော့အသင်းကြီးတွေအတွက်ကြီးပဲ chance အဲ့လိုပုံစံပေါ့လေအဲ့ဒါကိုပြည်သက်တယ်မကြိုက်ကြဘူး Real Madrid အသင်းပဲရှိတော့တယ် Barcelona ကတော့ပြိုင်ပွဲကနှုတ်ထွက်သွားပြီးဖြစ်တဲ့အတွက်ကြောင့်အရင်က Barcelona Real Madrid Juventus 3-0ကျန်တာ Juve ကအရင်ထွက်တယ်ပြီးတော့အခု Barcelona နဲ့ Real Madrid ကျန်တာကနေ ဘာဆိုနာလည်းထပ်ပြီးတော့ထွက်သွားတော့ရယ်မက်ဒရစ်အသိမရှိသေးဆိုစူပါလီရဲ့ proposal နဲ့ငွေကြေးအင်အားကို Champion League ကိုသူတို့ offer လုပ်ပြီးတော့ပြည်သက်တွေအတွက်ကောင်းမွန်တဲ့ plan တခုသူတို့ချပြထားတယ်လို့ယုံကြည်မှုနဲ့အတူ UEFA ကို challenge လုပ်ပြီးတော့ Champion League ပြိုင်ပွဲအသစ်ပုံစံကိုသူတို့ကျင်းပဖို့နှစ်ဦးသဘောတူရဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်